မင်္ဂလာပါခင်ဗျာဒီ profile လေးကတော့ success small company မှာကျွန်တော်ဝင်ရောက်လာမဲ့မိတ်ဆွေများအားလုံးအနေနဲ့မေးလေးမေးထားရှိတဲ့၄ချက်သင်ယူခြင်းထဲမှာ၄တတမ3ကျွန်တော်အမေးဖြေကိုသင်ယူရမယ်ဆိုတဲ့ချက်ပဲဖြစ်ပါတယ်။ success small စီးပွားရေးကိုကျွန်တော်စိတ်ဝင်စားပြီးလာပြီးမေးတဲ့သူတွေရှိပါတယ်။မေးတဲ့နေရာမှာ2မျိုးရှိပါတယ်ခင်ဗျာ။အဲ့ဒါကတော့တကယ်စိတ်ဝင်စားလို့လာပြီးမေးတဲ့သူတွေရှိတယ်။တချို့တော့သူတွေကတိုက်ခိုက်ဖို့အတွက်လာပြီးမေးတဲ့သူတွေရှိပါတယ်ခင်ဗျာ။ကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာတကယ်စိတ်ဝင်စားပြီးတကယ်စီးပွားရေးလုပ်ချင်တဲ့မိတ်ဆွေများအားလုံးကိုလာပြီးပြောပြပေးတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ခင်ဗျာ။နံပါတ်၁ချက်ကကျွန်တော်တို့လူတိုင်းနေနဲ့ စီးပွားရေးတစ်ခုလုပ်တဲ့အခါမှာဆိုရင်အရေးကြီးဆုံးမေးလင့်မေးထားရှိတဲ့အရာကတော့ငွေရင်းနှီးအများကြီးမရှိဘူးဆိုတဲ့အခြေအနေပဲဖြစ်ပါတယ်။မှန်ပါလေကျွန်တော်တို့အားလုံးအနေနဲ့လူတယောက်ဟာစီးပွားရေးတစ်ခုလုပ်တော့မယ်ဆိုရင်ငွေရင်းနှီးအများကြီးရှိရမယ်ဆိုတဲ့အရာကိုလူတော်တော်များများကတွေးထားကြပါတယ်။ဒါကတော့ကျွန်တော်တို့အရင်ခေတ်တုန်းကတွေးတဲ့အတွေးခေါ်လို့ပြောလို့ရပါတယ်။ယနေ့ခေတ်မှာ Facebook တွေ TikTok online ပေါ်မှာငွေရင်းနှီးနည်းနည်းနဲ့စီးပွားရေးစတင်လို့ရတယ်ဆိုတဲ့အချက်ကိုလူတိုင်းတွေ့မြင်ကြရပါလိမ့်မယ်။အဲ့ဒီထဲမှာ Success Mall ဆိုတဲ့ကုမ္ပဏီလည်းအပါအဝင်ဖြစ်ပါတယ်ခင်ဗျာ။ဘာကြောင့်လဲဆိုတော့ Success Mall ကုမ္ပဏီမှာအရင်နှီး 300ဘတ်မိတ်ဆွေတို့စပြီးတော့အသင်းဝင်ပြီးတာနဲ့ကျွန်တော်တို့ဟာဆက်ဆက်မောကုမ္ပဏီမှာစတင်ပြီးတော့အဖွဲ့ဝင်ပြီးတော့စီးပွားရေးလောက်ကင်နိုင်ပါပြီအဲ့တော့ share ဝင်နေဆိုတဲ့နေရာမှာလည်း success more ရဲ့ကုမ္ပဏီမှာကျွန်တော်တို့ကအရင်နည်းနေတဲ့ကျွန်တော်ပြောမယ်ဆိုတော့ဘန်းဝေ2000ဘတ်ဝင်ကျင်လောက်နဲ့စီးပွားရေးအကြီးစားစတင်လောက်ကင်နိုင်ပါပြီခင်ဗျာအဲ့တော့လူတော်များများကဒီနေရာမှာစီးပွားရေးဆိုတဲ့နေရာမှာကျွန်တော်ကငွေအရင်းနှီးအများကြီးကုန်စရာမလိုဘူးလို့ပြောလိုက်တဲ့အခါမှာ ပို့ပြီးတော့မှလောက်ကင်ဖို့တော့လွယ်ကူပါလို့ကျွန်တော်ပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့အရင်တော့အတော့မှကျွန်တော်တို့ဒီလိုမျိုး share ဝင်တဲ့နေရာမှာဆိုရင် success မှာမှာဆိုရင်ကျွန်တော်တို့ဟာရက်ပေါင်း60အကန့်အသတ်နဲ့ပေးထားတယ်။အခုဒီ2025ကနေစပြီးတော့မှရက်အကန့်အသတ်မရှိစီးပွားရေးကို share ဝင်လောက်ကင်ခွင့်ရတာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အရင်ကြီးနည်းနည်းလေးနဲ့စီးပွားရေးစတင်လောက်ကင်နိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ပြီးတော့ကျွန်တော်နောက်တစ်ခုကတော့ဒီထုတ်ပုံပစ္စည်းတွေမိတ်ဆွေပြန်လဲရရှိပြီးတော့ကိုယ်တိုင်လည်းသုံးစွဲခွင့်ရမယ်။ကိုကိုယ်တိုင်ကလည်းကျွန်တော်တို့ဟာ အရင်ကြီးရင်းလိုက်တယ်ဆိုရင်လည်းလုံးဝအရှုံးမရှိတဲ့စီးပွားရေးတစ်ခုလို့ပြောလို့ရပါတယ်ခင်ဗျာနောက်ထပ်နံပါတ်1မေးလေးမိသားရှိတဲ့မေးခွန်းကဘာလဲဆိုတော့အချိန်မရှိဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်မှန်ပါတယ်ခင်ဗျာလူတိုင်းကတော့အချိန်ကိုကျွန်တော်တို့ဟာအသုံးပြုတဲ့နေရာမှာတော်တော်လေးလိုအပ်တာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ လက်ခံပါတယ်တာမန်ဒီဇာလာကဇာဝန်ထမ်းလုပ်နဲ့တွဲပြီးတော့မှနောက်ထပ်အလုပ်တစ်ခုဘယ်လိုလုပ်မလဲတစ်ချိန်တည်းမှာအလုပ်နှမျိုးလုပ်ဖို့အတွက်ဆိုတာအရန်ခဲရင်ပါတယ်တို့တော်များလေကျွန်တော်တို့ဟာကိုအားတဲ့အချိန်မှာတရက်ကို2နာရီလောက်ပေးပြီးတော့ကျွန်တော်တို့ဟာဆက်ဆက်စမို့ကိုအချိန်ပေးပြီးစူးစမ်းကြည့်ပါခင်ဗျာတချို့တော့သူတွေဆိုရင်တကယ်တော့မအားဘူးလို့ထင်ရမယ်သူရဲ့အချိန်စီမံခန့်ခွဲမှုတွေလိုအပ်လို့ပဲဖြစ်ပါတယ်ခင်ဗျာဂိမ်းဆိုရင်လည်းအချိန်2နာရီကုန်သွားသူတွေရှိတယ် TikTok ကြည့်ပြီးတော့မှကျွန်တော် အချိန်နှစ်နာရီကုန်သွားရသူတွေရှိပါတယ်ခင်ဗျာ Facebook တွေပို့နေရင်လည်းအချိန်နှစ်နာရီကုန်သွားရသူတွေရှိပါတယ်အဲ့တော့အဲ့ဒီအချိန်နှစ်နာရီကိုကျွန်တော်က success ပုံမှာလာပြီးအချိန်ပေးပြီးတော့မှကျွန်တော်စူးစမ်းလိုက်ယုံနေမိတ်ဆွေတို့ကတေးကြတယ်ကိုယ့်ရဲ့အာအားလဲချိန်တွေကိုကျွန်တော်ကစီးပွားရေးလုပ်ယုံနေကျွန်တော်ဟာဝင်ငွေတွေကိုပြန်လဲပြီးတော့တည်ဆောက်နိုင်မှာဖြစ်ပါတယ်နောက်ထပ်နံပါတ်3ချက်ကျွန်တော်တို့ဟာဒီနေ့လူတော်များမေးတဲ့မေးခွန်းကဘာလဲဆိုရင်တော့ဈေး မယောင်ရဲဘူးဈေးရောင်းမတက်ဘူးဆိုတဲ့သူတွေဖြစ်ပါလေခင်ဗျာတေးကြပါတယ် success mall ရဲ့စီးပွားရေးမှာမိတ်ဆွေဝင်လာတာနဲ့တေးကြတခါလူများစုကတော့ဈေးရောင်းမှာကြောက်တယ်ဆိုတဲ့အရာတွေရှိပါတယ်တိုးဆောင်များလည်းမိတ်ဆွေဒီဈေးမယောင်းချင်ဘူးဆိုရင်တော့ကျွန်တော်ဟာအခွင့်အလမ်းရောင်းတဲ့သူဖြစ်အောင်စူးစမ်းပါ success mall ကကျွန်တော် success mall ရဲ့ထုတ်ကုန်ပစ္စည်းတွေကိုခေါင်းပေါ်မှာဈေးပန်းရွက်ပြီးတော့မှလိုက်ပြီးတော့လေရောင်းရတဲ့ထုတ်ကုန်ပစ္စည်းတွေမဟုတ်ပါဘူးခင်ဗျာမိတ်ဆွေဒီဒီနေ့ online ပေါ်ကနေပြီးတော့ကိုဟာအခွင့်အလမ်းတွေကိုရောင်းတက်ရုံနဲ့မိတ်ဆွေရဲ့ product ထုတ်ကုန်ပစ္စည်းတွေအော်တိုရောင်းပြီးသားဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မိတ်ဆွေဒီဒီနေ့ ဈေးရောင်းရမှာမရောင်းရဲဘူးမရောင်းတတ်ဘူးရှက်နေတယ်ဆိုရင်တော့ကျွန်တော်တို့ကတေချာတခုကမိတ်ဆွေတီတေတေချာချာ success mode ရဲ့အာနီးစနစ်တိုင်းတွေကကျွန်တော်တို့ဒီအခွင့်လန်းကျွန်တော်တို့သွားပြီးတော့ပေးတဲ့နေရာမှာမိတ်ဆွေတီ ူများတကာတွေအွန်လိုင်းပေါ်မှာပစ္စည်းထုတ်ကုန်တွေများစွာရောင်းတဲ့ထဲကမှမိတ်ဆွေတီအခွင့်အလမ်းကိုရောင်းတတ်တဲ့သူဖြစ်တယ်ဆိုရင်တော့သူများထက်တာတဲ့အချက်ပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီနောက်ထပ်ကျွန်တော်အနေနဲ့နံပါတ်၄ချက်ကမိတ်ဆက်မရှာရဲဘူးလုံလုံလို့ရပါမလားဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒါကလူတော်တော်များများကမိတ်ဆက်ရှာလို့မရဲဘူးဆိုတာကကျွန်တော်သေချာတာတခုကလူနဲ့လှုပ်ရတဲ့စီးပွားရေးဖြစ်ပါတယ်ဥပမာကျွန်တော်ကော်ဆန်းလှုပ်တယ်ဆိုရင်တော့ဗီလာမြေတွေတိုင်နဲ့လှုပ်တယ်ပေါ့ဗျာဥမာဘဲမွေးမြူရေးတို့ကြက်မွေးမြူဆိုကြက်နဲ့ဘဲတွေဝက်တွေနဲ့လှုပ်တာဒါပေမဲ့ကျွန်တော်ကစီးပွားရေးတော်တော်များများကတော့လူတွေနဲ့ ်လောက်ကြတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ဟာလူတွေနဲ့စီးပွားရေးအခွင့်အလမ်းမိတ်ဆက်ပေးတဲ့နေရာမှာဆိုရင်တတ်သိရှိရှိသွားပြီးတော့ပေးပါ။ကျွန်တော်ဆိုရင်လူတွေကိုမိတ်ဆက်ပေးရတာအရန်ကြိုက်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လူတတော်များများကိုသွားပြီးပေးရတဲ့အခါမှာကျွန်တော်ကိုယ်တိုင်က success mode ရဲ့တန်ဖိုးကိုသိတယ်။သိလို့လဲသူတို့တွေကိုကိုယ်လိုမျိုးကောင်းတဲ့အခွင့်အလမ်းတွေကိုသွားပြီးပေးရတဲ့အခါမှာ ဘဝတကယ်ပြောင်းလဲနိုင်တဲ့အခွင့်အလမ်းကိုပေးရတဲ့အတွက်ကြောင့်ကိုကိုကိုလည်းအားရချေနှံ့မှုလည်းရှိတယ်ပျော်လဲပျော်ရွှင်မိတယ်ခင်ဗျာဒါကြောင့်မိတ်ဆွေတို့ရဲ့အသွေးတွေပြောင်းဖို့လိုပါတယ်ကျွန်တော်တို့ကသူတို့ဒုက္ခတပေးတာမဟုတ်ပါဘူးတကယ်စီးပွားရေးအခွင့်အလမ်းသွားပြီးတော့ပေးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကကိုကိုဂုံယူစွာနဲ့ပေးတတ်မယ်ဆိုရင်တော့ကျွန်တော်မိတ်ဆက်မရဲနိုင်စရာအကြောင်းမရှိပါဘူးကျွန်တော်တို့ဒီအချက်ကိုတော့လုံးဝ အားတာချက်ဖြစ်ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကတော့ကျွန်တော်နံပါတ်၅လူတော်များမေးတဲ့အချက်ကတော့ကုမ္ပဏီကအာမခံချက်ရှိသလားဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဒါကလည်းမေးတဲ့မေးထိုက်တဲ့အရာတစ်ခုဖြစ်ပါတယ်ဘာကြောင့်ဆိုကိုစီးပွားရေးတစ်ခုလုပ်တဲ့နေရာမှာဆိုရင်ကိုလုံးနေတဲ့စီးပွားရေးကတကယ်အာမခံချက်ရှိမရှိဆိုတာကိုအမြဲတမ်းလေ့လာဖို့လိုပါတယ် success mall ရဲ့ကုမ္ပဏီဆိုရင်အာမခံချက်အပြည့်အဝရှိထားတယ်ဆိုတာပြောစရာမလိုပါဘူးလက်ရှိမှာနိုင်ငံပေါင်း၈နိုင်ငံရုံးခွဲပေါင်းများစွာတည်ထောင်ထားတာဖြစ်တဲ့အတွက်ကြောင့် တရားဝင်တဲ့ကုမ္ပဏီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာယုံကြည်စိတ်ချစွာကျွန်တော်စူးစမ်းလုပ်ကိုင်နိုင်တာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်အနေနဲ့အဓိကအရေးကြီးဆုံးချက်က success small company မှာ number 6လူတော်များကပတ်စံဝင်ငွေကဘယ်ကနေပြန်ရတယ်လဲဆိုတဲ့အချက်ကိုမေးလေးမေးထားရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့က success small မှာပတ်စံဘယ်လိုရတယ်လဲဆိုရင်ကျွန်တော်တို့ည7နာရီနေ့10နာရီအချိန်မှာ လီစတက်ဆိုတဲ့အခမ်းအနားထဲမှာတင်ပြပေးတဲ့ဒီဈေးကွက်ပလန်တွေအတိုင်းပေးတာဖြစ်ပါတယ်မိတ်ဆွေတို့ကဈေးကွက်ပလန်ကိုတည်တည်ချာတင်ယူဖို့လိုပါတယ်ဒီနေရာမှာကျွန်တော်နံပါတ်1ကျွန်တော်လက်လီလက်ခါအမြတ်ရမယ်နံပါတ်2မိတ်ဆက်စုကြည့်ရမယ်နံပါတ်3ကျွန်တော်စတားမွေးထုတ်စုကြည့်ရမယ်နံပါတ်4ကျွန်တော်တို့အသင်းဖွဲ့စုကြည်ရမယ်နံပါတ်5ခေါင်းဆောင်မွေးထုတ်စုကြည်နံပါတ်6ဂုံပြုစုကြည်အဲ့တော့ဒီနေ့ကျွန်တော်ဈေးကွက်ပလန်တွေအတိုင်းပတ်စံပေးရဖြစ်တဲ့တကြောင်ဈေးကွက်ပလန်ကိုများများလေ့လာဖို့အတွက်ကိုအကြံပေးချင်ပါတယ်ဒါကတော့ကျွန်တော်တို့လူတစ်တွေမေးလာဆိုလည်းမိတ်ဆွေပြန်ပြောပြလို့ရတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်တို့က နံပါတ်9ချက်ကျွန်တော်အရေးကြီးဆုံးသောအရာကတော့ဗာလဲဆိုရင်တော့ပစ္စည်းတွေကဈေးကြီးတယ်ဝယ်သုံးတဲ့သူရှိပါမလားဆိုတဲ့အချက်ပဲဖြစ်ပါတယ်။တေချာကဘာမိတ်ဆွေတို့ရေလောကကြီးထဲမှာ ပစ္စည်းဈေးကြီးတယ်ဈေးပေါ်တယ်ဆိုတာကအရေးသွေးနဲ့ဆိုင်ပါတယ်အဲ့တော့ network marketing ကုမ္ပဏီတွေအကုန်လုံးကအဓိကအခြေခံကဘာလဲဆိုရင်တော့ product ထုတ်ကုန်ပစ္စည်းတွေကိုတူတူကတေးတေးချာချာကောင်းမွန်အောင်ထုတ်လုပ်ထားခြင်းပဲဖြစ်ပါတယ်ဈေးကွက်တွေကပစ္စည်းတွေထက်ပိုပြီးတော့ကောင်းနေမှဒါလေ marketing စီးပွားရေးဆိုတာလုံးလို့ရတာဖြစ်ပါတယ်အဲ့တော့ဈေးကြီးတိုင်းတာမဝယ်သုံးဘူးဆိုရင်ဒီနေ့မိတ်ဆွေ iPhone ထုတ်တဲ့နေရာမှာကျွန်တော်ကြည့်လိုက်ပါခင်ဗျာဘာကြောင့်လဲလူတွေတန်းစီပြီးတော့ဘာကြောင့်သုံးတာလဲတာမန်ဖုန်းဆက်ရရင်ပြီးရောဆိုရင်တော့မိတ်ဆွေ iPhone ထုတ်လို့ထမင်းငတ်သွားတာကြာပြီဒါမှမဟုတ်ကျွန်တော်အရေးသွေး ါလာတဲ့အရေးသွေးပဲဖြစ်ပါတယ်။အဲ Success Moya Product ထုတ်ကုန်ပစ္စည်းတွေကလည်းအရေးသွေးကောင်းတဲ့ Success Moya မဟုတ် Network Marketing ကုမ္ပဏီတော်တော်များများကတော့အရေးသွေးကောင်းအောင်ထုတ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့ရေဒီနေ့ပစ္စည်းရဲ့ quality ကိုမိတ်ဆွေတို့သိချာသိပြီးတော့မှဖြန့်ချိမယ်ဆိုရင်လည်းကျွန်တော်ဟာဝယ်သုံးတဲ့သူတွေတော်တော်များများရှိပါလူတိုင်းဟာဈေးပေါ်တဲ့ပစ္စည်းလူတိုင်းမကြိုက်ပါဘူး။တကယ်အရေးသွေးကောင်းတဲ့ပစ္စည်းကိုလူတိုင်းကြိုက်တာဖြစ်ပါလေခင်ဗျ။ဟုတ်ကဲ့ပါနောက်ထပ်ကျွန်တော်အနေနဲ့အဓိကအရေးကြီးဆုံးကတော့ Number 8ချက် လိညာခံရမှာကြောက်တယ်ဆိုတဲ့သူတွေဖြစ်ပါတယ်အဲ့တော့လိညာခံရမှာကြောက်တယ်ဆိုရင်တော့မိတ်ဆွေအထူးအရေးကြီးဆုံးကအကြံတစ်ခုပေးချင်များများတင်ယူဖို့တော့ပြောချင်ပါတယ်မိတ်ဆွေဒီကိုယ့်ရဲ့လုပ်ငန်းအကြောင်းကိုကိုဘာမှမသိဘူးနားမလည်နေဘူးဆိုတော့သူများလိညာခံရမှာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေဒီကိုကိုယ်တိုင်သိအောင်နားလည်အောင်သဘောပေါက်အောင်များများတင်ယူလေ့လာနိုင်မယ်ဆိုရင်တော့မိတ်ဆွေဒီတေချာဘယ်သူမှလာပြီးလိမ်ရဲမှာမဟုတ်ပါဘူးကိုယ့်ရဲ့လုပ်ငန်းကိုများများလေ့လာဖို့အတွက် အကြံပြုချင်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်အနေနဲ့အဓိကတော့နံပါတ်6ချက်ကတော့လူတော်တော်များများကကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေကိုမိတ်မဆက်ရေးဘူးတွံပြောရတတ်မပြောပြရေးဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်မှန်ပါတယ်ဒီချက်ကလည်းကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေကိုကျွန်တော်သွားပြီးတော့ပြောတဲ့အခါမှာကျွန်တော်တို့ကတော့အခုနဲ့ရင်းနှီးပြီးသားသူဖြစ်တဲ့ကြောင့်ပြောရတဲ့နေ့တော့ခတ်ပါလိမ့်မယ်။ဒါကြောင့်မိတ်ဆွေဒီဇိန်းနေနဲ့ပို့ပြီးတော့မှစီးပွားလုပ်ရတာပို့အဆင်ပြေပါတယ်။ဘာကြောင့်လဲဆိုတော့ကိုယ့်ကိုတွေ့နေကြမြင်နေကြသူတည်းကကိုယ့်ကိုယုံကြည်တဲ့သူက နဲလိုက်မယ်ဒါမှမဟုတ်ကျွန်တော်ဒီဇိုင်းတွေနဲ့မိတ်ဆက်တာပို့ပြီးတော့မှစီးပွားလုပ်ရတာပို့ပြီးတော့အဆင်ပြေနိုင်ပါတယ်ခင်ဗျာအဲ့တော့ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေကပြောပါတယ်ဈေးရောင်းတဲ့အခါကျရင်ကိုယ့်ရဲ့မိဘဆွေမျိုးတွေမရောက်မှဒဇိန်တွေကိုရောက်မှဆိုတဲ့အတိုင်းပဲ။ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့မိဘဆွေမျိုးတငယ်ချင်းတွေကကိုယ့်အကျွေးတွေနဲ့ဝယ်မယ်ဈေးပေါ်ပေါ်နဲ့လိုချင်ဒဇိန်တွေကအဲ့လိုမျိုးမဟုတ်ဘူး။ဒါကြောင့်မိတ်ဆွေတို့ဒီကျွန်တော်တို့ဒဇိန်တွေကိုများများမိတ်ဆက်ဖို့အတွက်အကြံပြုချင်ပါတယ်ခင်ဗျာ။ Okay နောက်ထပ်တစ်ခုကလည်းကျွန်တော်တို့ဒီနေ့ success ပေါ်မှာနံပါတ်30ပေါ်တော့မအောင်မြင်ဘယ်လိုဆက်လုပ်ရမလဲဆိုတဲ့အချက်ဖြစ်ပါတယ်။သိကြတဲ့မိတ်ဆွေမှာအဲ့လိုမျိုးအတွေးမျိုးရှိနေတယ်။မအောင်မြင်ဘယ်လိုဆက်လုပ်ရမလဲဆိုတဲ့အတွေးရှိနေတဲ့ရကျွန်တော်ဘယ်လိုမှမအောင်မြင်နိုင်ပါဘူး။ဒါကြောင့်မိတ်ဆွေရဲ့အတွေးဒီအောင်မြင်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့တွေးပြီးတော့လုံးမတာလင်အောင်မြင်နိုင်မှာဖြစ် ်ပါတယ်အဓိကတော့ကိုယ့်ကိုယုံကြည်တဲ့စိတ်ပေါ့ဗျာယုံကြည်တဲ့စိတ်ရှိနေဖို့အဓိကလိုအပ်တာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီနောက်ထပ်ကျွန်တော်တို့ကနံပါတ်7တက်မှာဆိုရင်တော့မိဘတွေကတဘောမတူဘူးဆိုတဲ့အကြာလေးတွေရှိပါတယ်မိဘတွေဆွေမျိုးတငယ်ချင်းတွေကဒီလုပ်ငန်းကိုကိုယ့်ရဲ့ညီကိုမောင်နှမတွေတဘောမတူဘူးမလုပ်ဖို့အတွက်တားတဲ့သူတွေလည်းရှိပါတယ်ဒါကြောင့်မိတ်ဆွေရဒီနေရာမှာကိုကကိုကိုကိုအဲ့လိုတဘောမတူဘူးဆိုရင်ပို့ပြီးတော့လေ့လာပါသင်ယူပါစာဖတ်ပါစီးပွားရေးတမားကြောင့်လည်းတူအောင်နေပါဘာကြောင့်ဆိုတော့မိတ်ဆွေရဲ့ပြောင်းလဲမှုတွေကိုမိဘတွေတငယ်ချင်းမိတ်ဆွေတွေကညီကိုမောင်နှမတွေကကြည့်ပြီးတော့မှ အာလက်ခံလာပါလိမ့်မယ်ကိုကဆက်ဆပြီးတော့ network marketing အတွေ့အကြုံရှိတာလဲဆိုင်တယ်စီးပွားမလုပ်သေးဘူးတာလဲဆိုင်တယ်ဒါမို့ကိုကဒီနေရာမှာလူအများရဲ့ယုံကြည်မှုကိုမရနိုင်သေးတာလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါကြောင့်မို့မိတ်ဆွေရဲ့မိသားစုဆွေမျိုးတကယ်ချင်းညီကောင်မတော်မတွေရဲ့ယုံကြည်မှုရဖို့အတွက်ဆိုကိုကစီးပွားဓမ္မတရားဖြစ်အောင် ပြောင်းလဲပြုပြင်ပြီးတော့ရလက်ဝင်ငွေရအောင်စ조사ဖို့အတွက်လိုတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်အနေနဲ့အပြောချင်တာကတော့ဒီနေ့အမေးဖြေနဲ့ပတ်သက်ရင်တော့တဘုံကြီးပဲအများကြီးနောက်ထပ်ပြောစရာရှိပါသေးတယ်အဲ့တော့လူတိုင်းပုံမှားချင်တာကတော့ကျွန်တော်တို့ဟာဒီနေ့အာမိတ်ဆက်တယ်ဆိုတဲ့နေရာမှာအခွင့်အလမ်းသွားပေးတယ်ဆိုတဲ့နေရာမှာအမေးဖြေကတော့လာမှာပဲကျွန်တော်သိရှင်တဲ့သူနဲ့မေးတဲ့သူနဲ့ရှိကြမှာပဲဒါကြောင့်မိတ်ဆွေအနေနဲ့အထူးကသိထားရမှာကတော့ကျွန်တော်တို့ဟာအကိုကိုဝေဖန်တိုက်ခိုက်တဲ့သူတွေမေးလာမယ်ဆိုရင်တော့အများကြီးဖြေစရာမလိုပါဘူးကျွန်တော်တို့ကတကယ်စီးပွားရေးတကယ်စိတ်ဝင်စားပြီးတော့ကျွန်တော်တို့လ ာပြီးတော့မေးတဲ့သူတွေကစိတ်ရရှိနေဖြေပြပေးဖို့အတွက်လိုပါတယ်ဒီညမှာလည်းကျွန်တော်တို့ကအချက်နဲ့လက်နဲ့ဖြေပြဖို့လိုပါတယ်တချို့ကတော့အောင်မြောင်ဘယ်လိုလုပ်ရမလဲအောင်မြောင်ကျတော့ကြောင့်ယုံကြည်မှု success small company ရဲ့ဤစနစ်တွေနဲ့ပူးပေါင်းပြီးလုပ်တဲ့သူတိုင်းကမြန်မြန်ဆန်ဆန်အောင်မြင်နိုင်ပါတယ်ခင်ဗျာကျွန်တော်ကိုယ်တိုင်ကလည်း success small မှာအတန်းပညာနည်းတဲ့အရေးအာဒါပေမဲ့လည်း success small ရဲ့ဤစနစ်ကိုယုံကြည်နဲ့စူးစမ်းခဲ့လို့ success small company မှာ diamond ဖြစ်လာတာဖြစ်တယ်ဒါကြောင့်မို့လူတိုင်းလည်းအောင်မြင်ခွင့်ရှိပါတယ်အဲ့တော့ဒီစနစ်တိုင်းတည်တည်ချာစူးစမ်းပါအမေးဖြေကိုကျွန်းကျွန်းညင်နဲ့ကျွန်တော်လူမျိုးကိုပြန်လည်မျှဝေပါခင်ဗျာအရေးကြီးဆုံး